င်းတို့ဈေးကပွဲတီတီတူမှာအာနာရှိတယ်ဆိုတာကိုတက်တေပြရဲပွဲတာဖြစ်တဲ့ရှင်တို့လက်ထဲမှာရှိတယ်အာနာကျမတို့လက်ထဲမှာရှိတယ်အာနာကိုအလွဲသုံးစားမဖြစ်စေနဲ့အလဟတ်တ်မဖြစ်စေနဲ့ လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကလည်းပြည်သူတွေရွေးချယ်တဲ့ပြည်သူ့ရဲ့အာဏာနဲ့လုံပန်ခွင့်ပေးလိုက်တဲ့အစိုးရတဲ့ဖတ်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ဒါကြောင့်လည်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2008ဒီဖြစ်နေလို့2008 2008ချောင်းလို့တိုင်းပြည်မှာဖက်ဖက်မရောက်ပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်စိတ်ချပေးတာစကားလုံးတစ်ခုသာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကအတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်သာဖြစ်တယ်။ထပ်ပြောပါမယ်စစ်တမ95ရာခိုင်နှုန်းဘာနေလို့လွတ်တော်မ95ရာခိုင်နှုန်းဘာနေလို့နှစ်နောက်ရှိချေးဟုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှစ်နောက်ရှိကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကအတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့ရွေးကောက်ပွဲကမင်းအောင်လှိုင်အတွက်ထွက်ပေါက်မဟုတ်ဘူးပြည်သူတွေအတွက်ထွက်ပေါက်ဖြစ်တယ်လို့မပူးတူတုံသက်ပြသွားသည်မို့အဆုံးထိနားဆင်ဝေဖန်တုံသက်ပေးသွားကြပါအောင်ခင်ဗျာရွေးကောက်ပွဲကထွက်ပေါက်ဆိုရင်နားစားကအတွက်လားပြည်သူအတွက်လားမင်္ဂလာပါကျွန်မမဟုတ်ဘူးမာသည်ပါရှင်ရွေးကောက်ပွဲဒီလက်ရှိနိုင်ငံရေးချက်တဲ့အတွက်တခုလဲတော့ထွက်ပေါက်ဖြစ်သည်လို့အားလုံးကပြောဆိုကြတယ်။ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာပြည်သူလူထုအတွက်ထွက်ပေါက်လားအနာဆောင်ကအစိုးရအတွက်ထွက်ပေါက်လား ကျွန်းတွေတုံသက်တင်ပြပေးပါမယ်။အများသူငါအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကို comment မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ comment တွေကနေပြီးတော့မှအကျိုးအကြောင်းစီလျော်ပြီးတော့အများသူငါအတွက်ဘ ഹു တုတရဆရာ comment YouTube က comment ဆယ်ခု TikTok က comment ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ဖြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင်းရကိုမဖြစ်မနေပြောဖို့လိုအပ်လာရင်ဘာကြောင့်လဲ။ခြေလုံးတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုရဲ UN တွေကခေါင်းဆောင်တယောက်ကပြောဆိုမှု ဒါဆက်ကဆိုရဟာနေရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအလျှော်တင်လို့ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင်အလျှော်တင်လို့ပြီးပြုပြင်နေခြင်းဟာသိခါမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွတ်ဆွဲပြောဆိုသွားတယ်ဆိုတော့ပထမဆုံးကျမတို့နံပါတ်၁အနေနဲ့မေးဖို့ထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲမိမိတို့ရဲ့ထင်မြင်စကားချက်တွေကိုရှေ့ခဲ့လို့ရှားတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူလူထုထံမှရှိသည်ပြည်သူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တပ်သေးအဖြစ်ပြနိုင်နဲ့ပြရုံထပ်ပြောပါမယ်နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့စကားရဲ့အတွက်တပ်သေးပြเสียရတခုလဲတော့ထပ်ပါ ဒါကြောင့်မို့ကျွန်မတို့ပြည်သူတွေကမိမိတို့တင်းမြောက်လိုက်တဲ့အစိုးရတည်းရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးအောင်မှเนาะလွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတည်းအဖြစ်မောင်းနှင်ကြတယ်။ဒါကြောင့်မို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတယ်ပွဲတာဖြစ်ပါလေ။ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှာဆင့်တက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်တယ်ဆိုတာကိုတက်တေပြတယ်ပွဲပဲ။ဒါကြောင့်မို့ဟုတ်မှာကျွန်မတို့ပြည်မျိုးမှာအာကြည့်ပါရေးပြည်မျိုးမှာရှိတဲ့စီးပွားရေး 都在伊，啥里边，明明低料嘛些，低度露出来也肯转。怎么说？手里上片在卡嘛？但 A 点幺 C 为太高逼哦，怎么 C V 进八六千嘞？都懂，避开那些大尾兽人，避开那些嘛，喜欢一路买股票，就带一路买，怎么避开一路买兽人？相关这段高子来高子来的要，相关那段高子来的要，相关都块高子来的要的，高子来的预期的苗芽。避开那什么？低度露出来也肯转，手里从片点买卡，带个牛奶干股子来白养。 ။ပေါင်းနယ်မြို့နယ်ကကိုစလဲဘယ်နှယောက်ရွှေတောင်မြို့နယ်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့မြို့နယ်အစဉ်ကိုစလဲနေကျင်းပါရည်။ဒါခရိုင်စဉ်။ဟုတ်ပြီဘိုးတိုင်းဒေသကြီးဆိုရဖွဲ့တိုင်းဒေသကြီးအစဉ်အနေနဲ့ဘိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရိုင်ရဲ့ကိုစလဲဘယ်နှယောက်တာယာဝရီခရိုင်ကပြည်ကိုစလဲဘယ်နှယောက်တောင်ငူခရိုင်ကကိုစလဲဘယ်နှယောက်ညောင်လေးခင်ခရိုင်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုစားကိုစလဲတွေရွေးချယ်ပြီးတော့တိုင်းဒေသကြီးအဆင့်အနေနဲ့ ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြန်မာနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာဘကိုးတိုင်းကဘယ်နှယောက်မနေလေးတိုင်းကဘယ်နှယောက်မကွေးတိုင်းကဘယ်နှယောက်ရန်ကုန်တိုင်းကဘယ်နှယောက်ဆိုပြီးပြည်သူတွေကကိုစားပြုတ်အနေနဲ့ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျမတို့မြန်မာနိုင်ငံကိုလည်းဒါကြောင့်မလို့ The Republic လို့ခေါ်တာအဲ့ဒီဖြစ်စဉ်က The Republic အဲ့ကနေပြီးပြည်သူတွေကနော်မအားတို့အတွက် ်ငါတို့ဘကိုးတိုင်းဒေသကြီးမှာငါတို့တွေအေဂျင့်စွာတင်းငင်းအေဂျင့်စွာလောက်ကန်ရှာဝေစားတောက်ချင်တယ်ငါတို့ဘကိုးတိုင်းဒေသကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပအောင်နှိမ့်နေပေးပါတရားဥပဒေစိုးမိုးအောင်လုံဆောင်ပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ့်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအရေးယူပေးပါဒီအတွက်ငါတို့ကမင်းကိုအစိုးရအဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွန်ငွေတွေဆက်ပါမယ်အဲ့ဒီဖြစ်စဉ်ကိုစစ်လော်ဘီတော်လန်ရေးကိုတိုက်ခိုက်နေတဲ့လက်ပြီးဆက်နိုင်ထန်းသည့်ဒုက္ခသည်များကိုလှည့်ဖြားမှုဖြင့်ဒေါ်လာ3 နှစ်တန်းယော်ကြီးပေးရန်တရားရုံးအမိန့်ချလက်ပီဆက်နိုင်ထန်းသည့်အမေရိကန်ရှိမြန်မာရွှေပြောင်းအခြေချနေထိုင်သူများအပေါ်သူမ၏ဩဇာလွှမ်းမိုးမှုနှင့်လူကြိုက်များမှုကိုအခွင့်ကောင်းယူကာရေနံနှင့်တငွေလုပ်ငန်းတွင်ကျွမ်းကျင်သူဟုလိမ့်လည်ပြောဆိုပြီးအမျက်ကြီးစားရောင်းချခဲ့သည် လော့စ်အိန်ဂျလိစ်အမေရိကန်ရှိအရှိတောင်အာရှအတိုင်းဝိုင်းတွင်နာမည်ကျော်ကြားသည့်မြန်မာစီးပွားရေးလုပ်ငန်းရှင်တဦးသည်ရေနံမြေများမှအကျိုးအမြတ်ရမည်ဟုမဟုတ်မမှန်ကတိပေးကာမြန်မာနိုင်ငံမှလာသောဒုက္ခသည်များ၏စုဆောင်းငွေများကိုလှည့်ဖြားရယူခဲ့သည့်အတွက်ဒေါ်လာ3.2တန်းရောကြီးပေးရန်တရားရုံးကအမိန့်ချခဲ့သည့ အမေရိကန်ခရိုင်တရားသူကြီးဟင်ဗရာကလက်ပြီးဆက်နိုင်ထံအားသူမကိုတရားစွဲဆိုထားသည့်မြန်မာရွှေပြောင်းအခြေချနေထိုင်သူတရားစင်ခန့်ဤစီးပွားရေးအရာနစ်နာဆုံးရှုံးမှုအတွက်ဒေါ်လာ၄သိန်းခွဲပျက်စီးဆုံးရှုံးမှုအတွက် ရောကြီးအနေဖြင့်ဒေါ်လာ1.3တန်းနှင့်လိမ့်လည်မှုအတွက်သုံးစပမာဏဒေါ်လာ1.3တန်းပေးဆောင်ရန်အမိန့်ချခဲ့သည်တရားသူကြီးကအရက်သုံးစကားနဲ့ပြောရရင်ထန်းရဲ့လက်ဖြားမှုနဲ့ရက်ဆက်မှုတွေဟာကျေပြန့်ပြီးအခြေအနေနဲ့အကြောင်းအရာအရအလွန်ယုံညံ့ကတရားလူတွေကိုကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်ဟုပြောကြားခဲ့သည် တရားသူကြီး၏မှတ်တမ်းများအရထမ်းသည့်ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းတွင်ပညာရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုမရှိဘဲစွမ်းအင်ကုမ္ပဏီများသို့တွားရောက်လည်ပတ်ခြင်းမဂဇင်းများဖတ်ခြင်းနှင့်ရေနံမြေရှိသူများနှင့်စကားပြောခြင်းများဖြင့်မိမိကိုယ်ကိုလေ့လာခဲ့သည်ဟုထွက်ဆိုခဲ့သည်သို့သောထန်းကရေနံတူးဖော်ရန်မိသူကိုမှငှားရမ်းခြင်းမရှိသလိုမိသည့်အခချင်းငွေကိုမျမရယူခဲ့ကြောင်းရှောက်လဲခဲ့ပြီးအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပါပစ္စမပြင်ဆင်ချက်ကိုအခြေခံ၍အပြစ်မှလွတ်မြောက်အောင် အယူခံဝင်မည်ဟုလည်းဆိုသည် state of nature လို့ခေါ်တယ်အဲ့ဒီကနေပြီးမှကိုယ်စလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်မောင်ဖြူကိုမဲပေးပြီးကိုယ်စလဲရွေးလိုက်ပါတယ်ခင်ဗျာမောင်နီကိုမဲပေးပြီးကိုယ်စလဲရွေးလိုက်ပါတယ်ခင်ဗျာအဲ့ဒီဖြစ်စဉ်သည် လေကျွန်တော်တို့ဆိုလို့ရှိရင်ဒါလက်ရှိအများသူငါပြောမယ်ဆိုဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါလေ popular sovereignty တတိယအဖြစ်ဒီမိုကရေစီလို့ခေါ်တယ်ဒါကြောင့်မလို့ဒီကောက်ပွဲတည်ပြည်သူမှအာဏာရှိတယ်ဆိုတာကိုတက်သေးပြရဲပွဲတာဖြစ်တယ်ရှင်းတို့လက်ထဲမှာရှိတယ်အာဏာကျွန်တော်တို့လက်ထဲမှာရှိတယ်အာဏာကိုအလွဲတုံးစားမဖြစ်စေနဲ့အလတ်ဟက်တက်မဖြစ်စေနဲ့ လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကန်ဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူ့ရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းထွက်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ကျမတို့ဒီချက်ကိုရင်ပတ်ထဲမှာထည့်ထားဖို့လိုအပ်တယ်။ လက်ရှိမှာနိုင်ငံတော်မှန်းလုံးမှာလက်နက်ကိုင်ပြည်ပခန့်ဖြစ်နေတယ်ပြည်သူလူထုဟာစစ်ရဲ့အစိုးရတွေကိုခါးစီးပြီးခံရတယ်ဒါကြောင့်မို့ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာတခုတည်းသောဆန္ဒတွေရင်းချမ်းမှုငါတို့တွေငင်းငင်းချမ်းချမ်းနေချင်းပြီးငါတို့ဆက်ပွဲကြီးအများပြီးချင်းပြီးငါတို့တွေငင်းငင်းချမ်းချမ်းနဲ့လောက်ကိုင်ရှာပွေစားတော့ချင်းပါပြီဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒဒါဆိုရင်ကျမတို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငင်းချမ်းရေးကိုငင်းချမ်းမှုကိုဘယ်လိုတိစောက်ကြမလဲအားလုံးကညီညွတ်မှုနဲ့တာငင်းငင်းရေးကိုတိစောက်ရမယ်အဲ့ဒီညီညွတ်ချင်းဝင်ကောငါတို့ဘယ်လိုရမလဲတိုင်းနာအလုံးလိုချင်နေတဲ့ 牛大珍珠困过，白奶那一马大嘞，牛牛木下。牛大珍珠困过，没白奶的，尾巴长嘛牛牛木一下。<noise> အဲ့ဒီအတွက်အနုသာတန်းညွခွင့်ကိုပေးလိုက်မယ်တိုင်းရင်းသားတွေညင်ညွတ်ပြီးဟဲ့တိုင်းရင်းသားတွေညင်ညွတ်တဲ့နေ့ဟာငင်းချိုင်ရရတဲ့နေ့ပဲအဲ့ဒီအမျိုးသားတန်းညွခွင့်ကိုဘယ်လိုပေးမလဲတိုင်းရင်းသားတန်းညွခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနဲ့တင့်လျော်သောဖက်စည်းပုံခြေကောက်ဥပဒေတရက်နဲ့အုပ်ချုပ်ခြင်းချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထုရေမြေတော်တော်အနေထားအမျိုးပေါ်မြောက်ပယံဇာတာအဲ့ဒီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့တင့်လျော်သောဖက်စည်းပုံခြေကောက်ဥပဒေနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ဖို့အတွက်မျိုးသားတန်းတူခွင့်နဲ့ပေါ်ပေါက်ဖို့အတွက်တခုရဲ့တော့ထွက်ပေါက်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တဲ့ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တဲ့ရွေးချယ်လိုက်မှစစ်ဖက်ရပ်ဖန်ဆက်ဆံရေးပေါ်လာမယ်ထပ်ပြမနော်ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတွေထွက်လာတယ်အဲ့ဒီလိုတွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့ထွတ်တော်ရဲမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့မှာစစ်ဖက်ရပ်ဖန်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရပ်ဖန်ဆက်ဆံရေးဆိုတာလူပိန်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရသာပြည်သူတွေလက်နက်ကင်အဖွဲ့တွေထားကဆက်ဆံရေးမဟုတ်ဘူး စစ်ဖက်ရဖဆက်ဆံရေးတီပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအယက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှဆွေးနွေးကြမယ် ဆုံးဖြတ်ကြမယ်လွှတ်တော်မှာအခြေတင်အပြန်အလှန်ဆွေးနွေးပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုပေးမယ်တိုင်းရင်းသားတွေလိုချင်တဲ့ဓာတ်နှုတ်ခွင့်ကိုပေးမယ်တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်ပြည်နယ်ဝင်ကြီးချုပ်ကိုကချင်ပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းချင်းပြည်နယ်မှာချင်းပြည်နယ်ဝင်ကြီးချုပ်ကိုချင်းပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းကယားပြည်နယ်မှာကယားပြည်နယ်ဝင်ကြီးချုပ်ကိုကယားပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းပုံမှန်261ပြင်ဆင်ခြင်းဆိုတာဖြစ်လာမယ်ဒါကြောင့်မလို့ရွေးကောက်ပွဲတွေပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်တယ်လို့ကျွန်မမဟုတ်ဘူးမဟာသေးကဆိုလိုချင်ဖြစ်တယ် အားလုံးကတိုင်းရင်းသားတွေကပြည်နယ်ဝင်ချီချုပ်ကိုပြည်နယ်လွှတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်ခေချောက်ထက်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်လူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လှမ်းပဲပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဝင်ကြီးချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလည်းကချင်ပြည်နယ်လွှတ်တော်ထဲမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်၊ကြားပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်။ချင်းပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်။ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာလည်းပါနေတယ်။ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးကပြောစရာကြီးဖြစ်လာတယ်။ เนาะစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်တကယ်တော့အမှန်တကယ်လုံးရမှာလက်ခဲနိုင်ငံရေးသမားတွေလုံးရမှာကစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လုံးရမှာမဟုတ်ဘူးတိုင်းရင်းသားတွေအနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်မှုကိုတည်ဆောက်ရမှာဖြစ်တယ်စစ်တပ်နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတိဆောက်ရမယ် ။ဒါဆိုရင်တိုင်းရင်းသားတွေကပြည်နယ်တွေမှာမဲပဲရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာနော်25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါ့မလားသူတို့ဒီမှုကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါ့မလားဆိုတဲ့ရွေးချယ်ကြသူတို့မှာရှိလာတယ်။သူတို့မှာရွေးချယ်권ရှိရတယ်။ဒါကြောင့်မို့လို့အဲ့ဒီလိုမျိုး25ရာခိုင်နှုန်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2000ဒီဖြစ်နေလို့2000ချောင်း2000ချောင်းမို့လို့တိုင်းပြည်မှာဖရမမရပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်အစင်ချေပေးကစကလုံးတစ်ခုသာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကအတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်သာဖြစ်တယ်။ဟဲ့ပြောပါမယ်။စစ်တမ25ရာခိုင်နှုန်းပါနေလို့လွတ်တော်မှာ25ရာခိုင်နှုန်းပါနေလို့နှောက်ရှိချေမှုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှောက်ရှိကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းသည်နိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကအတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်။ ဆိုတော့ဇာရင်အများကြီးပြောရင်ပိုးပါလိမ့်မယ်ကျမရည်ရွယ်ချက်ဆိုလို့ချက်ကိုနားလေသဘောပေါက်လိမ့်မယ်လို့ထင်တယ်ရွက်ောက်ပွဲဆိုတာရှင်တို့ဒီကျမတို့မှာရှင်တို့မှာကျမတို့မှာအာနာရှိရဲအဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလယ်ဟပ်တန်မဖြစ်အောင်ရွက်ောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်